အားလုံးပဲမင်္ဂလာပါရှင်။ CJ Platform ရဲ့နေ့စဉ်မူလဝတ္တသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်နောက်ဆုံးရမူလဝတ္တခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါမယ်။ဦးစားပြည်နယ်ပြည်မှာဖြစ်ပေါ်နေတဲ့မူလဝတ္တအခြေအနေတွေကိုလေ့လာကြရအောင်ပါ။မင်္ဂလာပင်းနယ်ရောအနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနယ်ရုံဟာလက်ရှိမှာတရွေ့လင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်းကိုရောက်ရှိနေပြီးအနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနေပါတယ်။ဒီလေပြင်းနယ်ရုံဟာဒီနေ့ညနေပိုင်းမှာ မင်္ဂလာပင်နယ်ဝအနောက်လယ်ပိုင်းမှာမှုန်လိုင်းငယ်ဖြစ်အားကောက်လာနိုင်ပြီးမနက်ဖြန်မှာတော့အိန္ဒိယနိုင်ငံတောက်ပိုင်းကန်ကြီးကိုဥတီသွားဖွဲ့ရှိရာကြောင့်မြန်မာနိုင်ငံပေါ်တိုက်ရိုက်တက်ရောက်မှုမရှိနိုင်ပါဘူး။တစ်ချိန်တည်းမှာပဲတောက်တရုတ်ပင်နယ်ပြင်ကတိုက်ဖုန်းမှုန်လိုင်းဖန်ရှင်ဟာအားကောင်းတဲ့ပူပိုင်းမှုန်လိုင်းဖြစ်အားရွတ်သွားခဲ့ပြီးဒီနေ့ညမှာပဲ BNL ကန်ကြီးကိုမရောက်နိုင်ခြေရှိနေပါတယ်ရှင်။ပြည်တွင်းမိုးလေဝသအခြေအနေကိုဆက်လက်ကြည့်ရှုလိုက်ကြအောင်ပါ။ ုတ်တုံမြောင်တန်းဟာမြန်မာနိုင်ငံရဲ့တောင်ဘက်စွန်ပိုင်းမှာသာတွေ့တယ်နေပြီးမုန်လုံကာလာဖြစ်တာကြောင့်မြန်မာနိုင်ငံပေါ်မှာတော့တက်ရောက်မှုနေပါပြီးဒေသအများစုမှာတာယာတဲ့ရာသီဥတုကိုမျှော်လင့်နိုင်ပါရဲ့ရှင်။ဒါပေမဲ့ဒီနေ့အတွက်နေရာကွက်ပြီးမူရနိုင်တဲ့ဒေသတချို့တော့ရှိနေပါသေး။ရှယ်ပြည်နယ်တောင်ပိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာစစ်စစ်မူရနိုင်ပြီးနေပြည်တော်ရန်ကုန်တိုင်းအေရဝတီတိုင်းမိုးပြင်းနေတဲ့ရှယ်ပြည်နယ်အရှေ့ပိုင်းမှာတော့နေရာကျကျမူနေငယ်ရွာနိုင်ပါသေး။အထူးသဖြင့်ရွာငန်းကလော်ရမဲတင် တက်ကုန်တနောက်ကြီးနဲ့တနောက်မျိုးတွေမှာမိုးနှဲငယ်ကနေမိုးတင်တင်ရနိုင်ပါတယ်။ဒါအပြင်ဘကိုးတိုင်းငယ်ကပေါက်ခေါင်၊နက်တလင်၊ဇီးကုန်၊ကညုတ်ကွင်း၊ကြောက်ကြီး၊ပင်ရွယ်ကုန်နဲ့ကြောက်တကာမျိုးနယ်တွေမှာလည်းမိုးနှဲငယ်ရွာနိုင်တဲ့အတွက်ခရီးသွားပြည်သူတွေသတိပြုနိုင်ဖို့ကြိုတင်အသိပေးလိုပါတယ်ရှင်။အထူးသတိပေးချက်အနေနဲ့ကတော့အေယာဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးတိတ်တောက်တွေဖြစ်ထွန်းနေရတွေ့ရပါတယ်။ဒီမိုးတိတ်တောက်တွေရွေ့လျားတခြားမှာမိုးရွာသွန်းတာနဲ့အတူမိုးချိုးပြစ်တာနဲ့လေပြင်းတိုက်ခတ်တာလိုရုတ်တရက်ဖြစ်ပေါ်တတ်တဲ့မိုးလေဝသဖြစ်စဉ်တွေကို အထူးသတိပြုကြဖို့တိုက်တွန်းလိုပါတယ်ရှင်။နောက်ဆုံးအနေနဲ့မြမပင်လယ်ပြင်အခြေအနေကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ရင်းမပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံပင်ကလားပင်လယ်အော်တို့မှာတော့တိမ်အစ်တစ်ကနေတိမ်ထူထပ်နေပါတယ်။မြမကယ်ယူတဲ့တခြားနယ်ကန်လွတ်ပင်လယ်ပြင်တို့မှာတော့လိုင်းနှင်းငယ်ကနေတင့်တင့်သာရှိနိုင်ပြီးလိုင်းအမြင့်ဟာ၄ဘီကနေ9ဘီခန့်ထိပဲရှိနိုင်တာကြောင့်ပင်လယ်ပြင်ခရီးသွားတွေနဲ့ကန်နီကဝေးရေလောက်သားတွေအတွက်စိုးရိမ်စရာမရှိပါဘူးရှင်။ ဟုတ်ကဲ့ဒါကတော့ဒီနေ့အတွက်နောက်ဆုံးရမိုးလေဝသခံမှန်ချက်တွေပဲဖြစ်ပါရဲ့ရှင်။ရာသီပြောင်းလဲကာလမှာကျမရေကိုခူးဆိုင်ကြရင်မြစ်တစ်တိုင်းကိုအကောင်းဆုံးဖြစ်တန်နိုင်ကြပါစေလို့ကျမစင်တီကဆုမွန်ကောင်းတောင်းရင်ဒီစီဇန်ကနေနှုတ်ဆက်လိုက်ပါရဲ့ရှင်။